ုညင်းကျန်ရှင်းကိုနေရွှေညရွှေနဲ့လုံနေရများနေပြီနော်ကတိဆိုရင်တလားတိတိရှိပြီ ကျမအကုန်မှတ်မိတယ်အခုကသူ့တောင်းဝင်ဖြစ်ပြီလေအဲ့ဒီအဖိုးကြီးကရှင်းတယောက်တည်းအဖေမမဟုတ်တာရှင်းတတိကြကြနားထောင်နော်အဲ့ဒီအဖိုးကြီးတွေကျမချက်မကျွေးနိုင်တော့ဘူးကျမပဲခါးစေးခံရမှာလားရှင်းညီနှစ်ယောက်ရဲ့မိမတွေကကြော့လို့ကော့လို့အချင်းတွေပုံနေလိုက်ကြလားရှောက်လေလို့တစ်တော့ဆော့လိုက်တယ်အဲ့ဒီအဖိုးကြီးကြောင့် ကျမလည်းအားရတယ်ကိုမရှိဘူး။ကျမအမေအိမ်ပြန်ကျင်တော့တော်တော်စဉ်းစားနေရတယ်။နေတိုင်းကြားနေကြစကားပါပဲ။မတူတယောက်ကိုငင်းချရဲ့အဖေဥယျာဉ်ကိုအိမ်မှာမရှိစေချင်လို့သူ့အကြောင်းကိုပြောဆိုနေတာဖြစ်ပါလေ။အမွေ ခွဲရတဲ့နောက်ပိုင်းအဖေကရေကိုတော်တော်စီမာတယောက်လေးလာစီအလဲကြခေါတယ်ကျွေးရမယ်လို့သဘောတူထားလို့ဖြစ်ပါလေ။အခုလဲလေးလာကျော်၅လမြောက်ပြီမင်းကိုငင်းချရဲ့ဘယ်ညီတယောက်ကမှအဖေကိုခေါ်ဖို့တဲ့ရောက်မလာပါဘူး။ ချွေးမရဲ့အမြဲပူညာပူညာလုပ်တဲ့အတန်းကလည်းငင်းချမ်းရဲ့အဖေဦးမြင့်တာကြားနေရတာမို့ဒီမှာနေရတာကလည်းအနေခက်လာပါတယ်ဦးမြင့်တာကခြေရည်လက်တွေကောင်းနေပေမဲ့အမွေခွဲပေးတဲ့တော့နေစရာမရှိ အသက်ကြီးတာတော့လည်းအလုံးမရတာကြောင့်တားတယောက်စီအိမ်မှာလေးလစီအလှည့်ကျနေရတာဖြစ်တယ်တားသုံးယောက်ချွေးမသုံးယောက်ရှိရတော့ထမင်းနဲ့မအောင်မစားရပါဘူးစားရတဲ့ထမင်းကလည်းအေးလိုက်မာလိုက်နဲ့အသက်ကြီးလာပြီမို့သွားတွေကမကောင်းတော့ စားရအလိုခက်ခဲလာပါတယ်။ကျွေးတဲ့ထမင်းကမာတော့မစားနိုင်လို့တုံပြရတဲ့ရက်တွေကျွေးတဲ့ထမင်းကအေးနေတာနဲ့ရည်ရင်းနဲ့အပူပေးရှိရတဲ့တွေစားနေရတဲ့ရက်တွေလည်းမနှဲတော့ဘူး။ကိုငင်းကြီးကလည်းမိမပူညာပူညာမခံနိုင်တော့တဲ့အစောညီအလက်ကောင်စီကိုဖုံးလန့်စလိုက်တယ်။ကိုလက်ရေမင်းအစင်ပြေရလားခွ။အဖေကမင်းကိုသတိရတယ်လို့ပြောနေတယ်။ဟိုမင်းကလေးတွေရောပေါ့။ဒီကကိုလက်ကပြောတယ်။အဟုတ်ကိုကြီးညင်ချန် ဟိုကျွန်တော်နေကောင်းပါတယ်အခုရပိုင်းကျွန်တော်မိမမကြမကြနေမကောင်းဖြစ်နေရဲ့ဗျဟိုအဖေကိုလည်းပြောလိုက်ပါဦးကျွန်တော်လည်းတတိယပါတယ်လို့ဩပြီးတော့အခုဟိုအခုပဲအဖေကိုခဏခေါ်ထားပါဦးဗျာမိမနေမကောင်းတော့သူလည်းမချက်ပြုတ်နိုင်ဘူးကျွန်တော်တို့တော့မကြမကြအဖင်ကမှားစားနေရတာဟိုဒီလိုအချိန်နေနဲ့အဖေကိုကျွန်တော်တို့ပြုစုဖို့ဆိုတာနည်းနည်းခက်ခဲတယ်ဗျဟိုဒါလေးတော့ကိုကြီးနားလည်ပေးပါဗျာ ကိုလက်ကလည်းအဖေကိုမခေါ်ခြင်းလို့စကလုံးလှလှလေးတွေနဲ့ဒဲပြောချလိုက်တော့ကိုကြီးငင်းချမ်းအလွန်စိတ်ပြက်သွားတယ်။စိတ်ပြက်ပြက်နေပဲဂျန်နေသေးတဲ့ညီငယ်စီကိုဖုံးထက်စလိုက်တယ်။ဖယောင်ငယ်ကောင်ကိုလက်ကတော့ငါ့ကိုငင်းလိုက်တယ်ကွာ။ဟိုမင်းရောအဖေကိုမခေါ်ခြင်းလို့ဘယ်စကားတွေတုံးပြီးညှို့မလဲပြောစမ်းမအောင်ကွာ။အာအခုကလည်းအဲ့လိုမဟုတ်ပါဘူးဗျာ။ဟိုကျွန်တော်အလုံများနေလို့ပါ။ဟိုကျွန်တော်အချိန်ခဏတော့မနာရဘူးဗျာ။ ။ဟိုအဲ့ပြင်ကျွန်တော်မိမညလုံးခွဲရတော့မှာမို့ဒီလိုအချိန်မျိုးကြီးအဖေကိုဘယ်လိုပြုစုနိုင်မှာလဲဗျာ။အငယ်ကောင်ပြောတဲ့စကားကိုလည်းငိမ့်ချန်းကတဲ့မချင်းနဲ့ပါ။နေရာစလုံးအဖေကိုအိမ်မခေါ်ရအောင်ဂွင်းစင်နေတယ်ဆိုတာသူသိနေပါတယ်။သူတို့ဂွင်းစင်ပေမဲ့အဖေကိုခေါ်သွားပြီးသူတို့အိမ်ကိုစုဖို့ထားခဲ့လို့မှမရပဲ။ကိုချမ်းမြတယောက်ညီငယ်နှစ်ယောက်ကအဖေကိုမခေါ်ချင်တာနဲ့မိမကအိမ်မှာထားနေတဲ့ကြားညံ့နေခဲ့ပါတယ်။ကိုငင်းချမ်းရဲ့အသားအာကာကလည်း ဒီစကားဒီအကြောင်းတွေကိုတည်တင်တော့တော့တည်ထားပြီဖြစ်တယ်။ဒါပေမဲ့မြင်းနဲ့အဖိုးအဖိုးနဲ့မြင်းဆိုတာကအရင်နည်းဆုံးတငယ်ချင်းလို့ဆိုနေတာပေါ့။အာဂါကသူ့အဖိုးအင်္ဂါသွားမှာကိုမလိုလားမနစ်တပါ။ဒါပေမဲ့အမေရဲ့မကျေနပ်မှုအဖေရဲ့အခက်ခဲနဲ့အဖိုးရဲ့အမိကိုကင်းမှုတွေကိုအားလုံးနားလည်နေတဲ့အာဂါလေးကအခြေအနေကိုစောင့်ကြည့်နေပါ යි ။အဲဒီညနေမှာပဲအဖိုးကထမင်းအေးကိုရေရိုးပေါ်ကင်ပြီးစားနေတာတွေ့တော့ အာဂါလွန်စွာဆင်မကောင်းဖြစ်သွားတယ်။အာဂါတို့မိသားစုတို့ရောထမင်းတူစားနေချိန်အာဂါကထပြောတယ်။အမေကျွန်တော်တယောက်တည်းဘာလို့မွေးခဲ့တာလဲ။ဟိုနောက်ထပ်ညီလေးတယောက်လောက်ထပ်မွေးလိုက်ရမှာ။အခုတော့ကျွန်တော်တယောက်တည်းဖြစ်ပြီပေါ့။ပြီးတော့ကျွန်တော်အသက်ကြီးလာရင်လည်းဝင်းတို့ဝင်ပိုးကြီးကကျွန်တော်ခေါင်းပေါ်ပဲကြာတော့မှာ။တားရဲ့စကားကိုကြားရတော့အားလုံးကအံ့ဩစွာနဲ့ဖြစ်သွားတယ်။ဒီကမတ်သူကဟိုဘာလို့လဲတားရဲ့ ဘာဝင်တော့ဘူးလေဘာဒီပြောနေရလဲသားရဲ့ဒီကအာကာလေးကပြောတယ်အဖေတို့မေတို့ရဲ့ဝင်တော့ဝင်ဖို့လေဟိုကျွန်တော်အိမ်တော်ကြာရင် ကျွန်တော်နဲ့ကျွန်တော်မိမကပဲအဖေနဲ့အမေကိုပြုစုရမှာမဟုတ်ဘူးလားတကယ်လို့ကျွန်တော်မှသာညီကိုတွေရှိခဲ့မယ်ဆိုရင်ရန်နေငယ်လားဖြစ်ဖြစ်အဖေတို့မေတို့ဝင်ကို သူ့ထမ်းပါပေါ့အခုတော့ကျွန်တော်တယောက်တည်းလေနောက်မင်္ဂလာဆောင်လိုက်လို့အမေချင်းမအိမ်ရောက်လာတဲ့အခါအမေတို့ကိုချင်းမက ဘလို့ထမင်းနဲ့ဟင်းနဲ့ကျွင်းမဲ့မသိပါဘူးအခုလိုပဲအဖိုးထမင်းတနေ့လေးစားရဖို့အမေအပြောဆိုခံနေရတယ်မဟုတ်လားဟိုနောက်ကကျွန်တော်ယူရတဲ့မိမအမေချွေးမကရောအမေတို့ကိုဘလို့ပြောပြီးဘာရီကျွင်းမဲ့မသိတော့ပါဘူးဗျာတားလေးရဲ့စကားကိုကြပြီးမတ်သူတယောက်စွန့်ဝငေးတဲ့သွားခဲ့ပါတယ်။ဦးငင်းချန်ကတော့တားရဲ့စကားကိုကြားကြချင်းလက်သေးလံပေါင်းတန်းပြီးစက်မပြောဖို့တားနေခဲ့ပြီမေ။ ားရဲ့စကားကိုဆက်နားထောင်ရင်မျက်ရည်ပါဝဲကျလာခဲ့ပါတယ်။ဒါကြောင့်မို့လဲဦးငင်းချမ်းရောမတ်သူပါ နားလည်လိုက်တာတခုရှိပါတယ်။သူတို့အဖေကိုဆက်ဆံတယ်လို့တားကသေးဦးဖော်ပြတာပဲလို့နားလည်လို့ပြီးလုံစွာနားရရလိုက်ပါတယ်။လောရဲ့မနက်မှာဦးငင်းချမ်းနဲ့အာခါတို့ကို မြင်လိုက်ရတာကဦးမြင့်တာတယောက်အေရှိမျက်နှာစာမှာခန့်ခန့်ချင်းနဲ့နွားလို့ပူပူလေးရဲ့စားကောင်းတောက်ဖွဲ့တွေနဲ့မနက်စာစားနေတာကိုတွေ့လိုက်ရတယ်ဗျာ။ မလဆာစားနေတာကိုကြည့်ပြီးအာဂါတယောက်အလွန်စိတ်ချမ်းသာသွားပြီးဦးငင်းချန်ကတော့သားသုံးယောက်ကိုလူလူသေးမရှိအောင်ပြုစုခဲ့ပေမဲ့အခုအဖေကိုသားတယောက်အနေနဲ့ပြုစုရမယ့်အချိန်ကျတော့မိမကိုတော့မကြော်နိုင်ပဲမိမစကားနားရောက်မိတာကိုနောင်နာရမိနေခဲ့ပါတယ်ဒီတော့မကြမကြသူ့ရဲ့ညီနှစ်ယောက်စီကိုဖုံးဆက်ပြီးအဖေကိုခေါ်သွားဖို့ပြောပြောနေတဲ့ဦးငင်းချန်တယောက်ကတော့အဖေကိုဒီကခေါ်သွားမယ်ကြောင်းဘယ်တော့မှပြောတော့မှာ မဟုတ်တော့ပါဘူးဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော် test runner group ကနေဘာသာပြန်ဆိုတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်